ကျမတို့ငယ်ငယ်တုန်းကဒီအတိုင်းပါပဲကျမတို့ကကံကောင်းတဲ့မျိုးဆက်မှာကြီးလာတယ်လို့ပြောလို့လည်းရပါတယ်လွတ်လပ်ရေးရပါကစားအချိန်မှာကျမတို့ကကြီးလာရတယ်ကျမလွတ်လပ်ရေးရတဲ့အချိန်မှာဆိုရင်ကျမအသက်3နှစ်ရှိပြီအဲ့တော့ကျမတို့မျိုးဆက်တွေကလွတ်လပ်ရေးရကစားမှာကြီးပြင်းလာတဲ့မျိုးဆက်တွေဖြစ်တယ်အဲ့ဒီတော့ပထမအဦးဆုံးအဖြစ်ကျမတို့မှာယုံကြည်မှုရှိတယ်ငယ်ငယ်တုန်းကကျမတို့တွေဟာကိုယ်လွတ်လပ်ရေးကိုကိုရအောင်လို့လုံနိုင်ခဲ့တဲ့ လူမျိုးတွေဆိုတဲ့ယုံကြည်မှုကရှိတယ်။အဲ့ဒါကိုအပြင်မှာလည်းကျမတို့နိုင်ငံကအဲ့ဒီတုန်းကဆိုလို့ရှိရင်အာရှမှာအင်တာမအားလုံးကနေလေးစားပြီးတော့ထွန်းထွန်းတောက်တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။အဲ့တော့အဲ့ဒီယုံကြည်မှုလည်းရှိတယ်။ကျမတို့ဟာပညာရေးစနစ်ကလည်းကောင်းတယ်။ပညာရေးစနစ်ကကောင်းတဲ့အခါကျတော့ကျမတို့နိုင်ငံကထွက်သွားတဲ့လူငယ်တွေဆိုတာဟာအဲ့ဒီတုန်းကဆိုလို့ရှိရင်ပညာတော်သင်အတွက်ပေါ့နော်ဘတ်ဘတ် တခြားနိုင်ငံအနောက်နိုင်ငံတွေမှာသွားပြီးတော့ဘွဲ့လွန်တင်နန်းတက်တဲ့လူငယ်တွေဒါမှမဟုတ်တက်ကစိုးအဘွဲ့ရတင်နန်းတက်တဲ့လူငယ်တွေဟာဘယ်သူနဲ့မဆိုရှင်နိုင်နေဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိတယ်ရှင်လဲရှင်နိုင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ပညာရေးအခြေခံကတိတ်ကောင်းတဲ့အခါကျတော့ဘယ်နိုင်ငံသွားသွားဘလူနဲ့မဆိုရှင်နိုင်တဲ့အနေအထားမှာရှိအဲ့လိုယုံကြည်မှု ပြေဝါနဲ့ဟိုကျမတို့ကြီးပြင်းလာခဲ့သလိုကျမတို့ကိုကိုလည်းကဘာနေပြီးတော့လေးစားကြတယ် အဗမာတွေဆိုလို့ရှိရင်လေးစားတယ်မြန်မာနိုင်ငံကလာတဲ့ပုံကိုတွေဆိုလို့ရှိရင်ပညာပြည့်စုံတဲ့အရေးချင်းရှိတယ်လုံရေကံရေရှိတယ်ဆိုပြီးတော့လေးစားကြတယ်တမိုးထားကြတယ်အခုနောက်ပိုင်းမှာကျွန်မခီးသွားတဲ့အခါမှာတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်အကျွန်မကိုကျွန်မတို့နိုင်ငံကလာတဲ့အလုတ်လုတ်ဖို့လာတဲ့အထူးဖြင့်ပေါ့နော်အလုတ်လုတ်ဖို့လာတဲ့ပုံကိုတွေကပြောတာဆိုရင်ဗမာဆိုရင်နှိမ်ကျင်တယ်အထင်သေးကျင်တယ်ဆိုပြီးတော့အဲ့လိုပြောတာကြီးကျွန်မကြားရတယ် အဲ့တော့ကြားတဲ့အခါကျတော့ကျမစိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့လည်းဒီဟာဟာမပြုတ်ပြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူးကဘာကြီးဆိုတာတစ်ချိန်လုံးပဲပြောင်းလဲနေတာတံပိုးထားရည်ဆိုတာလည်းတစ်ချိန်လုံးပဲပြောင်းလဲနေရတယ်ကိုယ့်ကိုတံပိုးထားအောင်လို့ဆိုတော့ကိုကိုတိုင်ကလည်းလှုပ်ယူရမယ်ကိုယ့်နိုင်ငံကိုကြီးပဲအပြစ်ချက်ဖို့လို့မရဘူး ငါတို့နိုင်ငံကမျက်နှာငယ်လို့ငါတို့မျက်နှာငယ်တယ်ဆိုတဲ့စိတ်ထားမဲ့အစားငါတို့နိုင်ငံမျက်နှာမငယ်အောင်လို့ငါတို့လုံမယ်ဆိုတဲ့စိတ်ဓာတ်တွေတော့မွေးမြူလို့ဖြစ်ပါတယ်ဒီဒီလိုလုပ်ဖို့ကျမတို့ဟာအခွင့်အလမ်းတွေစပြီးတော့ရလာပါပြီပြည့်စုံတဲ့အခွင့်အလမ်းတွေလည်းမဟုတ်သေးပါဘူးဒါပေမဲ့စပြီးတော့ရလာပါပြီ အဲ့တော့ကျမတို့တယောက်ချင်းတယောက်ချင်းဟာဘယ်လောက်အထိပေးမလဲဘယ်လောက်အထိကျမတို့နိုင်ငံတဲ့ပေးဆက်မလဲဆိုတော့ကိုယ့်ဘာကိုယ်ဆုံးဖြတ်မှာဖြစ်ပါတယ်ဒါမျိုးဆိုတာအတင်းလုတ်ခိုင်းလို့မရပါဘူးမေတ္တာစေတနာစေနာဆိုတာတော့အတင်းရှိရမယ်လို့ပြောလို့မရဘူးအတွင်းကပွားမှရတယ်ဘယ်လိုပဲရောင်ဆောင်လို့တော့ အယောင်ဆောင်လို့လို့တော့ရတော့ပေါ့နော်ဒါမှမဟုတ်ယောင်ဆောင်တာနဲ့တကယ်စိတ်ထဲမှာရှိတာနဲ့မတူဘူးဆိုတာလူတိုင်းသိမှာပါလူလူတိုင်းလူတိုင်းဟာကိုကိုပိုင်နဲ့စိတ်ကိုရှိပါတယ်ကိုစိတ်ကိုကိုပိုင်ပါတယ်ဘယ်သူမှဒီစိတ်ဟာဒီလိုနေရမယ်ဟိုလိုနေရမယ်လို့ပြောပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ကိုကဘယ်လိုတံပိုးထားတွေကို gain ဆွဲထားမလဲဆိုတော့ကိုဖါကိုဆုံးဖြတ်ရမယ်။ကျွန်တော်စစောကကျွန်မ လူငယ်တွေနဲ့ចောင်းသားတွေနဲ့တွေ့နေတော့တွေ့တဲ့ခါကျတော့ကျမဒီကိစ္စပြောပါတယ်ကိုဖါကိုဆုံးဖြတ်အောင်ဘဝဆိုတာဘာအတွက်လဲကိုဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးရရောက်လာတာဘာအတွက်လဲဆိုတော့ကိုဖါကိုဆုံးဖြတ်အောင်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလှုပ်ပေးလို့လည်းမရဘူးကိုဖါကိုဆုံးဖြတ်အောင်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးတွေရောက်လာတာဟာယူဖို့တက်တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတော့အဲ့ဒါကိုဆုံးဖြတ်အောင်ဖြစ်ပါတယ် မတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်တက်ဆိုတာအဲ့ဒီလိုလုံနိုင်တဲ့လူကတော့လူနည်းစုပါပဲအပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်မျှမျှတာတာကိုယ်ကလည်းပေးမယ်ကိုယ်လည်းယူမယ်ကိုယ်လည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲအဲ့တော့ကျမတို့အနေနဲ့ပေးပဲပေးပါလို့တောင်းဆိုပိုင်ခွင့်မရှိပါဘူးဒါမှမဟုတ်အပေးအယူဆိုတာမျှရမယ်ကိုယ်ကပို့ပြီးတော့ရခြင်းနဲ့ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ ကိုယ်အတွက်လည်းမကောင်းဘူးကိုယ်ပါဝေးခြင်းအတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်ကိုကကိုယူသလောက်တော့ပေးမယ်ဆိုတော့မာနလေးတော့အလုံးမှရှိစေခြင်းနော်ဒါတံပိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ ဆုံးတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တံပိုးရှိပါတယ်လို့ကျွန်တော်ပြောပြရစီ